ကဘာပေါ်မှာအနှစ်ပေါင်းအရာကြီးမိုးတဆက်မှမရွာသွန်းခဲ့တဲ့နေရာဟာအချင်းခါရောက်လာရင်တဒန်းရောင်ပင်းပင်းလေးကြီးအဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုတာသင်သိပါသလားဒီနေရာဟာတော့တောင်အမေရိကတိုက်ချီလီနိုင်ငံမှာရှိတဲ့အတ္တကာမတဲကန်တရားဖြစ်ပါတယ်ကဘာဝင်ရိုးစွန်းဒေသတွေမှာလွှဲရင်အချောက်တွေ့ဆုံးနေရာအဖြစ်ဆန့်ကျင်တင်ထားပြီးသူ့ရဲ့အချို့နေရာတွေမှာဆိုရင်လူသားတွေရဲ့သမိုင်းတလျှောက်မိုးရသွန်းခဲ့တဲ့မတ်တန်လုံးဝမရှိခဲ့ပါဘူး ိပ္ပံပညာရှင်တွေကအင်ကာဂျိုးဘောကမြေမျက်နှာသွင်းပင်ကိုလေးလာဟုဒီနေရာကိုနမူနာအဖြစ်အသုံးပြုကြရလောက်အောင်အသက်မဲ့လုံးတဲ့နေရာတစ်ခုပါ။ဒါပေမဲ့နှစ်အနှဲငယ်ကြာတိုင်းမှာဖြစ်ပေါ်တတ်တဲ့အန်နီညိုယာတိဥတုကြောင့်ရှာရှာပပမူသီးထံဝရွာသွန်းလိုက်တဲ့အခါမှာတော့အန်အောဖွဲ့ရတစ်ခုဖြစ်ပေါ်လာပါတယ်။ ချုပ်တွေ့နေတဲ့မြေကြီးအောက်မှာနှစ်ပေါင်းမြတ်စွာအိပ်ဆက်နေတဲ့ပဲမျိုးစေ့ပေါင်းတန်းနေကြီးဟာတပြိုင်နက်တည်းအသက်ဝင်လာပြီးတဲ့ကန်တရားတစ်ခုလုံးကိုပန်းရောင်ခရမ်းရောင်အဝါရောင်တွေနဲ့လွှမ်းခြုံထားတဲ့ပန်းကော့စော်ကြီးအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်ဒီဖြစ်စဉ်ကိုဒဇီယာတိုဖလော်ရီဒိုဒိုမဟပန်းပွင့်သောတဲ့ကန်တရားလို့ခေါ်ကြပါတယ်အတကာမှာဟာကပ္ပမြေရဲ့ချုပ်တွေ့လွန်းတဲ့မြေမျက်နှာထည့်အောက်မှာအသက်ဟာအခွင့်အခါကိုစောင့်မျှော်နေကြောင်းနဲ့ အဲ့ဒီ6တွဲမှုကပဲစัจဝဠာရဲ့လွတ်ဖွဲ့ချက်တွေကိုဖွင့်ထုတ်ဖို့တခါပေါက်ဖြစ်နေကြောင်းတက်တဲ့ပြနေတဲ့နေရာတစ်ခုပါပဲ။